washing. ရိသတ်တွေအားလုံးအတွက်ခေတ္တပြုံမိအစီအစဉ်တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ခေတ္တပြုံမိအစီအစဉ်မှာသစဉ်ရေထထရေစုံမုံတော့နေပြီးတော့ဒီနေ့မှာထူးခြားတဲ့သတင်းကြောင်းရာတွေအလှပရရင်နဲ့တူတူတခြားဘုံအထူးတာတွေပြောပြပြီးတော့တင်ဆက်ပေးသွားမှာပါကဲအခုထထကသတင်းတစ်ပုဒ်နဲ့အရင်စကြတယ်စုံမုံတော့သစဉ်ရောနှစ်ယောက်ဒွိင်းသည်အရင်ကြိုက်တာပဲအရင်ကြိုက်တယ်အရင်ကြိုက်တယ်ဟုတ်ပြီရတာစုံမုံတို့သစဉ်တို့လိုမျိုးနောက်ထပ်မိန်းကလေးတဦးရှိသေးတယ်သူကလည်းဒွိင်းသည်အရင်ကြိုက်တာပေါ့နော်ဒီတော့သူ့ရဲ့အဖြစ်အပျက်လေးတစ်ခုပြောပြမယ်အလေးချိန်နဲ့9 kg 17ပေါင်လောက်ရှိရပေါ့နော်ဒွိ င်းသီးကြီးကိုကတော့ကို့အနေနဲ့လမ်းလျှောက်ပြီးအလေးခံပြီးအိမ်မှာစားဖို့အတွက်စားချင်လို့လို့တဲလာတယ်။တဲလာပြီးတဲ့အခါကျတော့မှဒါအိမ်ကိုယူသွားခွင့်မရှိဘူးဆိုလို့ရှိရင်စိတ်မကောင်းတော့ဖြစ်ရမှာပဲနော်။ဒါစိတ်မကောင်းဖြစ်မှာပဲပေါ့။အဲ့လိုပဲအမျိုးသမီးလေးတူတဲ့သူကကျတော့တရုတ်နိုင်ငံအမျိုးသမီးတူကကျတော့အရန်ကြီးမရဲ့ဒွေးသီးတလုံးသူကတဲလာတယ်။ပြီးတော့မှဘူရယုံနဲ့တဲလာပြီးတော့မှသူ့အဆောင်ရလုံးကြုံကြီးတွေကပေးပြီးတော့မတဲဘူးပေါ့နော်။အဲ့တော့သူတဲလာတဲ့ဘူရယုံကကျတော့တရုတ်နိုင်ငံမှာရှိတဲ့အုံဝီဘူရယုံနဲ့သူကယူလာတယ်တဲ့။ယူလာတဲ့အခါမှာဆိုလို့ရှိရင်ဟိုလုံးကြုံကြီးကသူ့ပေးလဲမတဲလဲမတဲတော့ ဘာလို့လဲဆိုတော့အဲ့ဝင်ခံလေးလဲကြတယ်ကြာအဲ့အဝင်ွားမှာအဲ့ဒူးရင်းသီးကိုခွဲပလိုက်တယ်ခွဲလို့ခွဲပြီးတော့သူအဲ့ရဒူးရင်းသီးအပွန်ဟိုင်းသူထုတ်စားတာပေါ့နော်ထုတ်လဲထုတ်စားအနက်မခံနိုင်ဘူးကွာအနက်မခံနိုင်တော့အမိုင်အဆောင်နေလုံးချုပ်ရေးတာလဲသူ့ပေါ့နော်တားမြစ်တယ်တဲလဲမတဲနဲ့မစားနဲ့ပြောရင်မယ်ဒါပေမဲ့ तू ဟာတဲ့အဲ့ဒါဟောပေါ့နော်ဟိုပါးစပ်နဲ့မဆန့်အောင်တခုပြီးတခုတခုပြီးတခုထိုးထည့်ပြီးစားတာအဲ့ချိန်မှာယထာလည်းထွက်ခံနေပြီသူစီးမယထာလည်းထွက်ခံနေပြီဆိုတော့အမိုင်သူကလည်းဖြစ်နိုင်တယ်များမြင်နေတယ်များတယ်များအမြန်စားလဲစားအောင်တဲ့နောက်ပိတ်ဆုံးလဲကြလဲကြအောင်သူကဘာဖြစ်လာလဲဆိုတော့သူ့ရဲ့နှာခေါင်းကနေတောင်မှသွေးစားတောင်မှအဲ့လိုဆို့လာရဲ့ ေးနှစ်ယောက်ဆရှင်လာနှကောင်းတို့ယောက်ရှင်လာပေါ့နော်သူအလေးစားပါပြီတဲကြီးမဲကြီးသူလှုပ်ပြီးတော့ဒီဟာကြီးကသူအရင်အတင်းလဲစားလဲစားအဲ့လိုဖြစ်လဲဖြစ်ကဘူရာအဆောင်ကြီးအားလုံးကသူ့ပေါ့နော်လုံချုံရေးတွေကဆက်မစားပါနဲ့တော့ဆိုပြီးအတင်းကြီးကိုတားယူရတဲ့အဖြစ်အပျက်ဒီတော့ဒါဒီအဖြစ်အပျက်လေးကပေါ့နော်ဒါဟိုမက်လာလောက်တော့အဖြစ်အပျက်ခဲ့တဲ့အဖြစ်အပျက်လေးပေါ့တရုတ်နိုင်ငံမှာဒီတော့အရှိတောင်အရှာမှာဆိုလို့ရှင်လဲဒါအတီးတို့ရဲ့ဘီရင်လို့တင်စားခေါ်ကြတယ်တဲ့ဒူးရင်းစီပေါ့နော်စားလို့ကတော့ကောင်းတဲ့အတိုင်းပဲအရင်အနှံ့တင်တယ်တချို့နေရာတော်တော်များများမှာပေါ့နော်လင်းဆိုလို့ရှင်တော့ဒါလေးစိတ်ကိုလုံးဝမသိရဘူးဒါတားမြစ်ထားတာရှိတယ်ဒူးရင်းစီကို မသေးရဘူးလေနော်အရင်အနှံ့ပြေနေအောင်ဟုတ်ကြားသူတွေကမခံနိုင်ဘူးလေခေါင်းမှုတက်တယ်ရုပ်ပြစင်းပြဖြစ်သွားတာပေါ့နှာခေါင်းသွေးတောင်ရှင်းလာတယ်ဆိုတော့ပြောနေဆိုနေနဲ့အနှံ့ရောမွေးလာတယ်လို့ဟုတ်တယ်တွေးနေခေါင်းသွေးအနှံ့ရနဲ့စားကျင်တယ်ခါတယ်ဟိုမကြိုက်တဲ့သူကြောက်လေအနှံ့ရနဲ့ခေါင်းမခံဘူးလာပြီးတော့လေအော့အန့်နေတာမျိုးအောင်ဖြစ်တယ် ကဲဒီဒီခါမှာကြတော့ဆိုမှဒါကလေးတွေအတွက်ပေါ့နော်သိထားမယ်အကြောင်းလေးပြောပြအောင်မယ်ဒါတော်တော်များများဖြစ်တတ်ပါတယ်လူကြီးကတော့မသိလိုက်မသိပါတာနဲ့ပေါ့နော်အိမ်မှာဟိုဘလောက်ပဲတန့်ရှင်းတဲ့အိမ်ဖြစ်ဖြစ်အဓိကကဒီသမင်ဆိုတာကျွတ်တက်တဲ့အမျိုးလေးနော်သမင်တွေကျွတ်ပြီးတော့ဒါကြမ်းမြေမှာရှိနေမယ်ကိုမသိတဲ့ညာတွေမှာရှိနေမယ်ဆိုလို့ရှိရင်ဒါကလေးတွေအနေရညာရယ်ဆိုတဲ့အကြောင်းလေးတစ်ခုပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီ Canvas ပြည်နယ်မှာရှိရဲ Scott Walker ရဲ့ပြီးတော့သူ့ရဲ့ဇနီးပေါ့နော်ဒါသူ့ဇနီးမောင်နဲ့နှစ်ဦးကဆိုလို့ရှိရင်သူ့ရဲ့လေးလအရွယ်သမီးလေးရှိပါတယ်မော်လီပေါ့နော်အဲ့ဒီမော်လီကအရန်ကို ွဆွရှာရှာအောင်ငူတာအောင်ငူတော့ဘာဖြစ်လို့အောင်ငူတာလဲဘယ်လိုမှလည်းချော့ချော့မတိတ်ဘူးအရန်ကိုအချိန်လုံးအောင်ငူနေတာအောင်ငူနေတဲ့ခါမှာဆိုတော့ဗာလေးဆိုတော့သူ့ရဲ့ကလေးရဲ့ခြေအိမ်လေးဆွတ်ထားရပေါ့နော်ခြေအိမ်လေးကိုချွတ်လဲချွတ်ကြည့်လိုက်မြော်ဘာတွေ့လဲဆိုတော့သူ့ရဲ့ခြေချောင်းလေးတစ်ချောင်းမှာတဲ့ဇပင်တမြင်ကလုံးဝတင်းပြီးတော့ဥမာရစ်ပတ်နေတာ ကလေးခြေချောင်းလေးကြီးရာလေလေးကြက်ကြက်တသေးလေးတသေးလေးဆိုတော့လေပြောရမယ်ဆိုဒီဇပင်ကလူကြီးခြေချောင်းမှာတော့လာရက်ပတ်ဖို့ ਆ မလဲဘူးအသားကြီးရအောင်ပြီးတော့တခြားမနေချောင်းခြေတော့ပြကွဲနေမျိုးကြီးလို့ကလေးဆိုတာတကယ်ကိုကွေးကောက်ပြီးတော့အထက်မှာလုံးလုံးလူလေးလေအဲ့ခြေချောင်းလေးမှာဒီစံချီမြင်းရက်ပတ်တယ်ဆိုတကယ်တော့ဘလောက်တောင်နာလိုက်မလဲပေါ့လူဆိုတာမှအဲ့လိုစံချီမြင်းရှာသွားပြီဆိုရင်တော့မှနာတော့အဲ့တော့ဒီကလေးလေးအနေနဲ့ဆိုလို့ရှိရင်လေဒါကလေးငယ်တွေမှာပေါ့နော်မွေးကင်းစကလေးလေးမှာဖြစ်တတ်တဲ့အဲ့လိုမျိုးစံချီမြင်းရက်ပတ်တဲ့အရာပေါ့နော်တခါလေးမှာတော့သူတို့အနေနဲ့ဒါယောဂလိုနာမည်တက်တယ်ပေါ့ ော်အချိန်မမြူဆိုရင်ကလေးငယ်အသက်တောင်မှတွေးပြန်ညောတွေးလို့ကြောရဲမှာတခုပိတ်ပြီးအသက်တောင်မှဆုံးရှုံးသွားနိုင်ရဲ့အင်းအဲ့တော့ဒီမှာဆိုရင်ကလေးငယ်ရဲ့လက်ချောင်းနဲ့အခြေချောင်းတွေမှာဆိုရင်ဟိုသမင်ကြီးရေမုံအချီလိုမျိုးပေါ့နော်ဒါမျိုးတွေဒါအမြင်တခုရစ်ပတ်ပြီးတော့တွေးစည်းစဲမှုကိုဖျက်တောက်လိုက်လို့လေခါမှာယောဂပိုးဝေနာမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဒီဒီကလေးလေးရတော့တဲ့မော်လီရတော့အနေရကင်းကင်းနဲ့ပဲဆန်ချီမျိုးပေါ့နော်စီးရဲမှာသွားပြီးတော့ဒါဖယ်ရှားပေးနိုင်ရဲ့တဲ့ဒီဖေးဖေးနဲ့တော့ပြန်လှည့်ပြီးတော့ကောင်းမွန်လာပါရဲ့တဲ့ဒါပေမဲ့ကလေးရဲ့ဖခင်အနေနဲ့ဒါကလေးရှိတဲ့မိသားစုဝင်တွေကို တတိပေးထားတာပါလဲဆိုတော့ကလေးနေပေါ့နော်အစားစားတဲ့နေရာရေချိုးတဲ့နေရာအဝတ်လဲတဲ့နေရာဒါတွေကတော့အမြဲတမ်းဂရုတစိုက်စစ်ဆေးပေးတဲ့နေတဲ့ပြီးတော့ကလေးလေးတွေရဲ့လက်ချောင်းခြေချောင်းခြေအိတ်လက်အိတ်တွေဝစ်စင်တဲ့ခါမှာဆိုရင်လေတချို့ခြေအိတ်လက်အိတ်တွေအသက်တွေမှာဆိုလို့ရှိရင်လေအထက်မှာလေခြေချင်းချင်းချင်းလေးရှိနေတယ်อืมအဲ့ဒါပါမပါအောင်လေတေချာလှန်လောပြီးတော့စစ်ဆေးရမယ်ဆိုပြီးပြောထားတယ်ဇပင်ကြီးတွေကတ်နေတာရှိမရှိတေတေချာချာစစ်ဆေးပြီးတော့မှဝစ်စင်ပေးပါဆိုပြီးတော့လေအကြံပေးထားပါတယ်အဲ့တော့ဘာမှတော့မဟုတ်တော့ဘူးလို့ထင်ကြရပါပဲလေနော်ဒီဇပင်ကြီးလေးကဘာဖြစ်မှလဲဒါပေမဲ့ကလေးတွေရဲ့နှုတ် ယ်အသာတို့ရဲ့ခန္ဓာကိုဖွဲ့စည်းတည်ဆောက်ဖို့အရာဆိုရင်ကံမကောင်းဆိုရင်အသက်အန္တရာယ်တောင်မှထိခိုက်နိုင်တယ်ပေါ့နော်ဟုတ်တယ်မိသားစုဝင်နေတဲ့ဂရုစိုက်ရမှာပေါ့ဂရုစိုက်ရမှာဟုတ်တယ် ကဲဒီထားစင်ပြောမယ့်အကြောင်းအရာကတော့ထူးခြားအံ့ဖွယ်အကြောင်းအရာတစ်ခုပဲအဲ့ဒါဘာလဲဆိုတော့ဒီရေကန်ကြီးတကန်ရှိရပေါ့နော်ရေကန်ကြီးတစ်ခုပေါ့နော်တို့တွေအရင်တော့ဒဏ္ဍာရီမှာကြားဘူးလားဆိုတာဆိုရင်ဒါရေကန်ဆိုနဲ့ရေကန်အဖြစ်ပေါ့ရေကန်နဲ့ကိုဆင်းသွားပြီဆိုရင်လေလှပချောမောပြီးတော့ပြန်ထွက်လာပြီးတော့ပြန်ထွက်လာပေါ့နော်ဒီဒီရေကန်ကြီးကကြာအဲ့လိုမဟုတ်ဘူး तू ကကြောက်စရာကောင်းတယ် तू တကယ်သက်ရှိတရိစံတွေကိုအဲ့ရေကန်ကြီးကတဘာဝရုပ်ထုတွေအဖြစ်ပြောင်းလဲလိုက်တာတဲ့ဟာအရင်ထုဆက်တဲ့ရေကန်ပဲဟုတ်တယ်အဲ့ရေကန်ကဘာမှရှိလဲဆိုတော့တန်ဇန်နီးယားမှာရှိတာတန်ဇန်နီးယားမှာ तू ပေါ့ ါ့နော်ဒီရေကန်ကြီးကို neutron ရေကန်ကြီးဆိုပြီးတော့နာမည်ပေးထားတယ်တဲ့ဒီရေကန်ကြီးထဲမှာဆိုရင်ねကန်ထဲမှာတည်ခဲ့ကြတဲ့သရဝါတွေကကြောက်ရွံ့ထုအဖြစ်ကိုပြောင်းလဲနေတာပေါ့နော်ဒီတော့ဒီလိုမျိုးကြောက်ရွံ့ထုဖြစ်ပြောင်းနေတဲ့ဒီကြောက်မက်ဘွယ်မြင်ကွင်းဒါဟိုမှာဓာတ်ပုံစီက nick brand ကနေပြီးတော့မှတ်တမ်းတင်ရိုက်ကူးထားတာတဲ့အဲ့ဒီရေကန်ကြီးကဆိုရင်တန်ဇန်နီးယားမြောက်ပိုင်းမှာတည်ရှိပါတယ်တဲ့ရေကန်ကြီးအခြေအနေကတော်တော်လေးကျန်းလန့်နေလို့ပြောထားတယ်ရေကန်သားမှာကြက်စားနေရဲ့ဟိုတရိတ်ဆန်လေးတွေဟာဆိုရင်ねဒီရေကန်ကြီးဟာဆိုရင်သရဝါတွေအတွက်ကိုတော်တော်လေးကိုပေါ့နော်ပြောရမစွန်အန်ဒီယံများရဲ့ဆိုတာကိုတိ တိရဲ့အတွက်ကြောင့်တော်တော်များရှောင်ရှားကြရလို့လည်းပြောထားရပေါ့နော်ရေခိုင်ကကြတော့ရေတိန်ရေခိုင်အမျိုးအစားတဲ့နောက်ပုံမှန်အားဖြင့်သူ့ရဲ့အပူချိန်က104ဒီဂရီဖာရင်ဟိုက်ပေါ့နော်40ဒီဂရီဆယ်စီယပ်ရှိရတဲ့အဓိကကတော့ရေခိုင်ကြီးမှာစားတဲ့တွေဖွဲ့လာရင်းနဲ့သူကတတော်ဝါတွေအတွက်အဆိပ်ဖြစ်တာ အစိပ်ဖြစ်ခဲ့ရနေပြီးတော့ဟိုရုပ်ကျွင်းလိုမျိုးပေါ့နော်ရုပ်ထုကြီးလိုမျိုးဖြစ်သွားတာတဲ့ဒီတော့ဒီရေကန်ကြီးကိုကြတော့ neutron ရေကန်လို့ခေါ်ရတဲ့အကြောင်းကဘာလဲဆိုတော့ကန်ထဲမှာ neutron ဓာတ်ပေါင်းနေရှိတယ်တဲ့ neutron ဓာတ်ပေါင်းနေဆိုတာကသူက ဟိုရှိရှိတော့ဆိုရင်အဲ့ဒီကြွေတဲ့မြေတွေလောက်တဲ့အနှစ်ထဲမှာအဲ့ဒီနေထရွန်ဆိုတဲ့ဓာတ်ပေါင်းအသုံးပြုတယ်။အဲ့လိုအသုံးပြုတဲ့အတွက်ကြောင့်ဒီနေထရွန်ဓာတ်ပေါင်းတွေကဆိုဒီယမ်ကာဗွန်နိတ်တွေကိုဖြစ်စေတယ်။ဒီတော့တဖြည်းဖြည်းနဲ့ဟိုဘောနော်ပြောမယ်ဆိုရင်အဲ့ဒီနေထရွန်ဓာတ်ပေါင်းတွေစုရင်းစုရင်းနဲ့တည်ဆုံးသွားတဲ့တံတားတွေကနေပြီးကြောက်ရွံ့ထူကြီးအဖြစ်ကိုသူကကြံခဲ့တာပါတဲ့။ဒီတော့အဲ့ဒီကံထဲမှာတည်သွားတဲ့တံတားတွေကဆိုရင်ဒါကြောက်ရွံ့ထူပြီးပြောင်းသွားပြီးနောက်ပိုင်းမှာဆိုရင်တာရှိခံနေတဲ့တကယ်မန်မီရုပ်လောင်းလိုမျိုးအဲ့လိုမျိုးဖြစ်သွားတာပေါ့နော်။ ီတော့ဓာတ်ပုံဆရာကိုယ်တိုင်သူမှတ်တမ်းတင်ရိုက်ကူးခဲ့တဲ့အတွေ့အကြုံပြောတဲ့အခါမှာဆိုရင်ရေငန်ထဲမှာဆိုရင်ကြိုးကြနီးငှက်တို့လင်းတို့တခြားသတ္တဝါတွေတဲ့ဒါတွေကိုတောင်ကန်းချီမှာရှာဖွေတွေ့ရှိခဲ့တယ်တဲ့သူမှတော့လည်းမှတ်တမ်းမဲ့တင်ခဲ့ရတယ်ကဲတော့မကင်နိုင်ခဲ့ဘူးလို့ပြောထားတယ်ဘလို့ဘလို့ပုံမျိုးနဲ့သူတို့တိတ်ဆုံးခဲ့တယ်ဆိုတာကတော့အတိအကျတော့မသိသေးဘူးတဲ့တချို့သတ္တဝါတွေကကြတော့ကန်ရင်းရနေပြီးရောင်ပြန်ဟတ်တာကိုသူကထင်အောင်ထင်မှားဖြစ်ပြီးတော့ကန်နေပြုတ်ကြရမျိုးလည်းဖြစ်နိုင်တယ်လို့ပြောထားတယ်ဒီတော့ဟိုဒီလိုမျိုးပေါ့နော်ထူးဆန်းတဲ့ဖြစ်ရက်တွေရှိတဲ့နေရာတွေလည်းအခုအခုချိန်ကြီးရှိ လုံးပဲပေါ့နော်။ဒါအောင်မဒီတက်ဖုန်ဆရာကနေပြီးဟိုတေချာမှတ်တမ်းတွေရိုက်ကူးခဲ့တာ။သူအဲ့လိုမျိုးရိုက်ကူးခဲ့လို့လည်းကိုကြီးလည်းသိတာပေါ့နော်။ဟုတ်ပါဘူး။တခုခြားတဲ့ရေကိန်းနော်။လူတွေအထွတ်ဆိုရင်ရောဘယ်လိုမျိုးအန္တရာယ်ပြုနိုင်လဲမသိဘူးနော်။ဟုတ်တယ်။သူ့မှာပါတဲ့ဓာတ်သဘောတွေကဘယ်လိုပုံစံမျိုးဖြစ်နေလို့အဲ့လိုမျိုးတရားဝါတွေကိုဒီကြောက်ရုပ်ပုံရုပ်ထုပုံစံမျိုးပြောင်းသွားရလဲတော့မသိဘူးနော်။ဟုတ်တယ်နော်။ကဲအဆိုင်ခဏနားရအောင်နော်ထပ်မပြောတင်ဆက်ပေးစရာတည်င်းအကြောင်းအရာတွေရှိပါသေးတယ်အခုတော့ခေတ္တပြုံးမေးစီစဉ်ဒီမှာခဏလေးနားအောင်မယ်နော်